ဆိုရင် bus ကိုမနက်ပိုင်းလှည့်ပြီးတော့ဗောနော်အာနေ့လေကြာတော့ဆိုရင်နေတဲ့ Bristol ကိုပြန်လာခဲ့တယ်အာဒီ bus မြို့ကအရန်လာပြင်မဲ့လေစရာတိတ်ပြီးတော့မပေါ်လာဘူးအဲ့အနေနဲ့ဆိုပြီး bike စာတာနဲ့မြို့လေခေါင်းอ่ะဗောနော်ဆိုရင်စာနေချ Chinese စိုင်းလေးကိုဗောနော်လာခဲ့တယ်ဆိုရယ်ဆိုင်လေးကိုလာခဲ့ရပေါ့เนาะသူရဲ့ဆိုင်နံပါတ်လေးကတော့ဒီ authentic hotpot and handpull noodles ပေါ့เนาะသူကကြတော့ဒီ လက်နဲ့ပေါ့နော်လက်နဲ့လုပ်တဲ့ခောက်ဆွဲတွေပါမဆိုလဲဆိုင်ရှင်ကိုယ်တိုင်လုပ်ပြနေအောင်မြင်ရမှာဖြစ်ပါလေဒီတူရှီကခောက်ဆွဲပေါ့နော်အမဲသားနဲ့ခောက်ဆွဲအရန်ကောင်းတယ်သူတို့ဆိုင်မှာဆိုလို့ရှိရင်ဒီ chili oil လေးပေးထားတယ်ပေါ့နော်ဒီငရုတ်စီကတတ်ပေါ့နော်ဒီငရုတ်စီကိုထည့်ပြီးတော့စားလို့ရှိရင်ပေါ့နော်ဆက်ဆက်လေးနဲ့အရန်စားလို့ကောင်းတယ်ဆိုရင်အရန်ကြိုက်တဲ့အချက်ကကြတော့သူတို့ကဒီကျွတ်သွန်ဖြူပေါ့နော်ဘယ် dish မဆိုပေါ့နော် ထည့်တယ်ပေါ့နော်နာနာမင်းစွတ်သွန်ဖြူပေါ့နော်အဲ့ဒါကိုထည့်တယ်ထည့်တော့ဆိုရင်စွတ်သွန်ဖြူဆိုလို့ရှိရင် I like anything စွတ်သွန်ဖြူစွတ်သွန်ဖြူပါသမျှဟာအကုန်လုံးဆိုကြိုက်တယ်ပေါ့နော်အဲ့တော့ဒါစွတ်သွန်ဖြူနဲ့တင်းတင်းလေးနဲ့ဆိုဆိုပြီးအရန်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 ကြိုက်တယ်ဒီဆိုင်ရဆိုပြီးပေါ့နော်ဆိုပြီးဒီတကယ်ချင်းတယောက်ပေါ့နော်ဒီသူကအဲဆိုပြီးဒီ Singaporean Asian တကယ်ချင်းတယောက်ပေါ့နော်သူက အဲဒီဆိုင်ကိုအရင်ခေါ်လာတာပေါ့နော်တငယ်ချင်းတွေဟန်ကောက်လုပ်ရင်းနဲ့အဲ့ဒါလည်းဆိုရင်စစားဖြစ်ပြောပေါ့နော်ဆိုရင်နောက်ပိုင်းဒီမှာအမြဲလာစားဖြစ်တယ်တလားကိုအဲအနည်းဆုံးတစ်ခေါက်ပေါ့နော် တစ်ခေါက်ရောက်တယ်တလားကိုအဲဒါဆိုရင် ritual ဆိုင်လို့တော့ပြောလို့ရတယ်ပေါ့နော်ဒီဆိုင်မှာအမြဲလာစားဖြစ်တယ်ဘာလို့လဲဆိုတော့ဒီဒီမှာပေါ့နော်ဒီအနောက်တိုင်းအစားအစာတွေပဲ ညာကတော့ဒီဒီလိုမျိုးပေါ့နော်ကောင်းလဲကောင်းတယ်တခြား Asian sign တွေလဲအဲ try ကြည့်ဘူးရေပေါ့နော်ဒါပေမဲ့ဒီ sign လောက်အဲအရတာလက်ခံလို့ရတဲ့ sign တော့ပေါ့နော်ဆိုရင်မတွေ့သေးဘူးအဲကြောင့်မို့ဒီ sign တွေအများကြီးလာစားဖြစ်တယ်အခုဆိုရင်တော့ဆိုရင်စားပြီးပြီမို့လို့အိမ်ပြန်ပါတော့မယ် like and subscribe လေးလုပ်ခဲ့ပေးပါဦး thank you for watching ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်တတ်တာ